2025ခုနှစ်မေလ6ရက်နေ့ကပင်လယ်နီထဲက USS Harry S Truman သင်္ဘောပေါ်မှာလျှက်စစ်မီးတွေထိထိန်ကြီးနေတာမြို့ကြီးတစ်ခုလိုပါပဲ Red River လို့နာမည်ပြောင်းပေးထားတဲ့ VFA1 က FA18F Super Hornet လေယာဉ်တစ်စီးနောက်ဆုံးဆင့်သက်ဖို့လုပ်နေပြီအရင်ကလည်းအမှုရမ်းတွေဓာတ်ကိုအကြိမ်အရာနဲ့ချီပြီးလုပ်ခဲ့ဘူးတာပဲရပကြီးမှာလိုင်းထန်တဲ့ပင်လယ်ထဲမှာအပြစ်ခတ်တွေရှိနေတော့အောင်လုပ်ခဲ့ကြတာဒါပေမဲ့ဒီတစ်ခါတော့တခုခုပြတ်သွားပြီ။ တကယ်ကိုပြတ်သွားတာပါဂျက်လီရင်ကကုန်းဘတ်ပေါ်တဲ့တဲ့ကြီးဆင်းသက်လာတာโอเคအမီးချိတ်လဲခြာထားပြီဒါဘိန်းထီတာလဲအလဲတဲ့တယ်ပဲဒါပေမဲ့ဟိုအရှိန်ကိုဆွဲရက်မဲ့ကျိုးကချိတ်မိပြီးစောင့်ဆွဲလိုက်တာမျိုးမဖြစ်ရင်ဘာမှမဖြစ်ဘူးအပန်ကျဲကြီးမြည်သွားတယ်ဒါကလင်းရင်တင်သိမောဘော်ကဘသူမှမကြားကျင်တဲ့အတန်လင်းရင်ကိုရက်တက်မိတယ်ဂီယာစနစ်ကြီးပြတ်သွားတာကျိုးပြတ်တာပဲဖြစ်ဖြစ် ်ချိတ်ဆွဲတာလွဲသွားတာပဲဖြစ်ဖြစ်တင်းအားမနိုင်တော့လို့ပြတ်တာပဲဖြစ်ဖြစ်ရလက်ကတော့အတူတူပဲမရက်နိုင်ဘူးအချိန်မရှိဘူးနောက်တစ်ခါခွင့်ရလဲမရှိတော့ဘူးလေရင်ကစောင်းထားတဲ့ပြေးလန်းကနေအောက်ကိုအရန်နှိမ်ပြီးတက်ဖို့လဲအရန်နှိမ့်နေတော့ထွက်သွားတာရင်တထိတ်တိတ်နဲ့20စက္ကန့်လောက်အမှုတန်းတွေရောလေရင်နဲ့ပါအတူတူကျသွားရမယ့်ပုံပါပဲဒါပေမဲ့လေရင်မှုနှစ်ယောက်စလုံးအရေးပေါ်ထွက်လိုက်နိုင်လို့လေရင်ကပင်လေတဲ့ကြာကဏီမှာတိတိကလေးလွတ်သွားခဲ့တယ် ရေထဲကျတဲ့အတန်တောင်မပြောက်သေးခင်ကဲသေးရေရဟန်ရင်တွေရောက်လာခဲ့တယ်။မိနစ်ပိုင်းတွင်အမှုရန်နှစ်ယောက်စလုံးကိုပင်လယ်ထဲကနေဆွဲထုတ်လိုက်နိုင်တယ်။အသက်ရှင်လျက်နည်းနည်းပွန့်ပဲ့ဒဏ်ရာတွေနဲ့ကန်ကောင်းသွားတာတော့ပြောစရာကိုမရှိဘူး။ကဲဒါဘာကြောင့်ဖြစ်သွားတာလဲဆိုတာကျွန်တော်နဲ့အတူတစ်ချက်လောက်လိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာ။အရာအလုံးအခက်မသိတဲ့အခါဒါကတာမန်ပြတ်ကြတာမျိုးမဟုတ်ဘူး။ ထရူမန်သင်္ဘောကနေနှစ်ပတ်မပြည့်ခင်စူပါဟော့နက်နှစ်စီးမြောက်အဆုံးရှုံးသွားတာပါအဲ့ဒီအချိန်ကျမှလူတွေကသတိစပြုမိတော့တာပါဘာလို့လဲဆိုတော့အမေရိကန်ရေတပ်ရဲ့လေရင်တင်သင်္ဘောပေါ်မှာလေရင်ဆွဲကြိုးပြက်ရင်ဒီလိုမျိုးတွေဖြစ်တတ်လို့ပါဒါကတာမန်လေရင်ပြက်ကြတာမဟုတ်ဘူးဒါသတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်စုံသက်စစ်စေးအဖွဲ့ကဘယ်နေရာမှာခြုံရင်းသွားလဲဆိုတာရှာဖို့အသိအများကြီးမှွေနှောက်စရာမလိုပါဘူး။လေရင်ဆွဲကြို မိပညာအရာကံလက်ဖြတ်ကျိုးလို့ခေါ်တာကတိုက်မိတဲ့အချိန်မှာပြတ်သွားတာအဲ့ဒါမျိုးပင်လယ်နီထဲမှာနာရီ30လောက်နဲ့မောင်းနေတဲ့လေရင်တင်သင်းမော့ပေါ်မှာလေတွေကလည်းတအားတိုက်နေရင်ဒီလိုတွေဖြစ်လာတော့တာပါပဲလေရင်ရက်တက်နဲ့ကရိယာကလေရင်တင်သင်းမော့ရဲ့ brain နဲ့မှာ FA18 လို့ဂျက်လင်ရင်စဉ်သက်တဲ့အခါအဲ့ဒီလေရင်အမိကဂျိတ်ကကုန်းဘတ်တစ်ချောင်းဆွဲထားတဲ့တန်မဏိဂျိုးလေးတစ်ချောင်းနဲ့ကတခုကိုချိန်မိအောင်လှုပ်ထားတာပါ အဲ့ဒီဂျိုးတွေကမြေရောက်က hydrolysis နဲ့ MK7 mod 3လေရင်ရက်တက်တဲ့ကြိယာနဲ့ချိတ်ဆက်ထားပြီးအဲ့ဒါကလေရင်နဲ့ရွေရှားစွမ်းအင်ကိုစုပ်ယူပြီးတနာယီမိုင်150နှုန်းကနေ20စက္ကန့်တောင်မကြာဘဲတုံညကိုရအောင်လုပ်ပြီးတာပါအဲ့ဒါအလုပ်ဖြစ်ရင်တော့မိုက်တာပေါ့အလုပ်မဖြစ်ရင်တော့အရေးပေါ်အခြေအနေဖြစ်သွားတာပါပဲမေလာ6ရက်နေ့ကဖြစ်သွားတာကရှားတော့ရှားပါတယ်ဒါပေမဲ့အရင်ကလည်းဖြစ်ဖူးတာမျိုးရှိပါတယ်ဟိုလေရင်ဆွဲကြိုးပြတ်သွားရင် ကျိုးမှာပြဿနာရှိတာပဲဖြစ်ဖြစ်ဂျိတ်ကမတည့်တာပဲဖြစ်ဖြစ်တင်းအားပေးတာနောက်ကျသွားတာပဲဖြစ်ဖြစ်လေမှုကအချိန်တမီပြန်တက်သွားဖို့အချိန်သိမ့်မရတော့ပါဘူးအချိန်အကုန်တင်ပြီးပြန်တက်သွားတာကိုပူတာလို့ခေါ်ပါတယ်ဒီတစ်ခါမှာတော့စဉ်သက်တာနဲ့ပတ်သက်ပြီးအကုန်အစင်ပြနေတာချိန်ကပ်ပုံရောဂျိတ်ရောအမြန်နှုံရောအားလုံး okay ပါပဲဒါပေမဲ့ကျိုးကအတွင်းထဲမှာအပွဲသွားတာတတ္ထုတွေပြက်စီးလာလို့ပါတင်အားမမှန်လို့လည်းဖြစ်နိုင်ပါတယ် ဒါမှမဟုတ်ပြုပြင်ထိမ့်သိမ့်တဲ့နေရာမှာလင်းဟင်းသွားလို့လည်းဖြစ်နိုင်ပါတယ်။အားနေချက်တစ်ခုချိုရင်းချက်တစ်ခုတွေနဲ့ဒေါ်လာ80တန်းနဲ့လေရင်တစည်းဆုံးရှုံးသွားနိုင်ပါတယ်။ပို့ဆိုတာကလူနှစ်ယောက်ရဲ့အသက်ကိုပါအန္တရာယ်ဖြစ်စေနိုင်တာပါ။ပူပြီးကြောက်စရာကောင်းတာကအဲ့ဒီစနစ်ကအပူပစ္စည်းတွေအများကြီးပါတာပါပဲ။ကျိုးလေးကြောင်းတောင်ပါပါတယ်။အရင်စနစ်တွေလည်းအများကြီးပဲ။စဉ်သက်မှုတိုင်းကိုအရင်ကကြိုးပြောထားပြီးသား။မှတ်တမ်းတင်ထားပြီးသား။အကုံစစ်ဆေးထားပြီးသား။ ဒါပေမဲ့လေဒီဘလိုပဲအချိန်မတန်ပဲတခုခုချိုရင်းသွားရင်အကုန်ဒုက္ခရောက်ပြီ။ဒါကလေရင်မှုရဲ့အမှားမဟုတ်ပါဘူး။ဒါစနစ်ကြီးရဲ့ချိုရင်းချက်ပဲဖြစ်ပါတယ်။ချိုရင်းလာတဲ့စနစ်တပတ်အလိုတော့ကလည်း Truman သင်းမောပေါ်ကနေနောက်ထပ် Super Hornet တစ်စီးလိမ့်ကျသွားသေးတယ်။စဉ်သက်တုန်းကမဟုတ်ဘူး။လေရင်တန်းစီကိုဆွဲနေတုန်းကျသွားတာ။ပင်လယ်ထဲတန်းကျသွားတာပဲ။သင်းမောလည်းအတူတူပဲ။လေတက်ဖွဲ့လည်းအတူတူပဲ။ လေရင်နှစီးဖြစ်ရက်နှစ်ခု12ရက်ပဲခြားပါတယ်ဒါကံမကောင်းတာမဟုတ်ဘူးဒါပုံစံတစ်ခုတည်းပါပဲပြီးတော့ဟိုလေရင်ဆွဲကြိုးအကြောင်းပြောရရင်ဒါကတာမန်ကြိုးတစ်ခုမဟုတ်ဘူးဒါစမ်းသပ်မှုတစ်ခုစစ်ဆေးမှုတိုင်းရဲ့စမ်းသပ်မှုခွင့်ပြုချက်လက်မှတ်တိုင်းရဲ့စမ်းသပ်မှုဘလုံးမှမှားလို့မရတဲ့စနစ်ထဲကပေါ့တွေရောဝင်းဆက်တွေရောအကုန်လုံးရဲ့စမ်းသပ်မှုအဲ့ဒါပြတ်သွားရင်အကုန်ပေါ်ကုန်တာပဲ ။လရင်တင်သင်းမောလုပ်ငန်းတွေကဆက်တွေရောလူတွေရောအကုန်လုံးအတွက်အရန်ပင်ပန်းဆင်းရဲစေပါတယ်။အချိန်ကလည်းမယံမနာပဲလွတ်တင်ပြန်ဆွဲယူစီထက်လက်နက်တက်ထတ်လို့လွတ်တင်ပြန်ဆွဲယူစီထက်လက်နက်တက်ထတ်လို့ ਨੇ တာမန်အချိန်ဒီမှာတော့အဲ့ဒီအချိန်ဟုံကခံနိုင်ရည်ရှိတယ်။ဒါပေမဲ့ဒုံးကြီးအန်ရီရီလိုင်းထန်တဲ့ပင်လယ်ပြင်တွေညဘက်လရင်ဆင်းသမှုတွေတိုက်ခိုက်ရေးအစင်သင်ဖြစ်မှုတွေလက်ကျင်ငန်းတွေထဲလိုက်ရင်ဒီအချိန်နှုန်းနဲ့လေပတ်တာကအန်ရီရီဖြစ်လာပါတယ်။ ဲ့ဒီခါကျမှအမှားတွေဖြစ်လာတော့တာပါပြုပြင်ထိမ့်သိမ့်တဲ့ဖွဲ့ကကျိုးမှာအကြောင်းလေးတွေရှိတာကိုသတိမထားမိလိုက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဆွဲတဲ့ဖွဲ့ကအချိန်အရန်နဲ့နေလို့စစ်ဆေးရမယ့်စရင်ကိုကြော်သွားတာလည်းဖြစ်နိုင်တယ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒါတွေအကုန်လုံးစုဖြစ်သွားတာပါပြီးတော့အဲ့ဒါကမဟာမိတ်တွေကိုရောရန်သူတွေကိုရောအောက်ထက်အိတ်ခမ်းတွေကနေကြည်နေတဲ့သင်္ဘောသားတွေကိုရောပို့လိုက်တဲ့တဲ့ရင်စကားက လေရင်တွေဆုံးရှုံးတာအကြောင်းနဲ့မဟုတ်ပါဘူး ယုံကြည်မှုတွေဆုံးရှုံးတာအကြောင်းလဲပါပါတယ်။စနစ်တွေကိုယုံကြည်မှုအထောက်အမိတ်ပေးတဲ့အစဉ်အဆက်ကိုယုံကြည်မှုအမားလုပ်ဖို့ခြံထားတဲ့အတိုင်းအတာပေါ်ယုံကြည်မှုအဲ့ဒီအတိုင်းအတာခဏလေးပဲပျောက်သွားရင်တော့အရာရာပျက်စီးသွားတော့တာပါပဲ။တကယ်ကိုပျက်စီးသွားတာပါ။အဲ့ဒါမေလ6ရက်နေ့ကဖြစ်ခဲ့တာပါ။ဧပြီလ28ရက်နေ့ကလည်းဖြစ်ခဲ့ပူပါတယ်ပြီးတော့တခုခုမပြောင်းလဲဘူးဆိုရင်နောက်လဲထပ်ဖြစ်အောင်ပါပါ ဖက်ဖက်က PR တွေနဲ့ဝန်ထမ်းတွေကြိုးပြတာမဖြစ်ခင်ရတ္တပတ်အနေငယ်လူတို့ကလည်း Truman Lincoln တင်မော်ရဲ့လေတက်ဖွဲ့ဟာ drone တွေကိုကြားဖြတ်တိုက်ခိုက်ဖို့နဲ့ကန်ယိုရန်ကဒုံးဂျီစခန်းတွေကိုစောင့်ကြည့်ဖို့အတွက်တက်လှမ်းခဲ့တယ်လို့ဝင်လာတဲ့အန်ရီတွေကိုခြေရာခံနိုင်ခဲ့ပြီးပြစ်မှတ်အဖြစ်သတ်မှတ်ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာပါဒါဟာ theory မဟုတ်ပဲတကယ်စစ်မြေပြင်အခြေအနေတွေပါပြက်ခတ်ခံရတဲ့လေရင်တင်သင်းမောတစည်းရဲ့လုပ်ငန်းဆောင်တာတွေဟာတကယ်တော့ကြောမှာ jet engine တက်ပြီး ကျိုးရမ်းပေါ်လမ်းလျှောက်နေရတယ်လို့ပါပဲ။လေရင်ဆင်းသက်မှုတိုင်းဟာအန္တရာယ်ရှိပါတယ်။ပင်မနှွမ်းနယ်မှုတွေစုပုံလာတယ်လို့တင်းမာမှုတွေတိုးလာတယ်။ပြီးတော့အမားလုပ်ဖို့ခွေရင်းကတနာရီနဲ့တနာရီပုံများလာပါတယ်။ထရူမန်ဟာလက်ကျင်စခန်းတွေလုံနေတာနဲ့မဟုတ်ပဲချင်းချောက်ခံနေရပြီးတုံ့ပြန်နေတာပါ။ဒါဟာလေရင်မှုတယောက်တည်းကိုတင်မဟုတ်ပဲတင်းမော့ဘော်ကစနစ်တိုင်းပေါ်မှာဖိအားတွေပို့တိုးစေပါတယ်။ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွေ နှစ်နှစ်ဆိုင်တောင်ဝင်ထမ်းဆောင်နေရပါတယ်။လေရင်ကုန်းဘွက်အဖွဲ့တွေကအင်ဂျင်ပူနေတဲ့လေရင်တွေကိုပြန်နေရာချနေရသလိုလက်နက်တပ်ဆိုင်ရေးအဖွဲ့တွေကလည်းလေရင်တွေကိုစံချိန်တင်အချိန်တင်လက်နက်တပ်ဆိုင်ပေးနေရတာပါ။ဒါကမြန်မာတွေမဟုတ်ပဲမဆုံမနစ်ကြိုးစားနေရတာမျိုးပါ။နောက်ထပ်ထူးခြားချက်ကတော့ပေလန်ရဲ့အပူချိန်နဲ့စိုးထိုင်းစားကဆက်ပစ္စည်းတွေကိုအကြီးအကျယ်ထိခိုက်စေပါတယ်။လေရင်စင်းသက်တာမှာတုံးနေတဲ့ကြိုးတွေပြန့်ကားလာတယ်။ hydraulic စနစ်တွေဝင်ပြီလာသလို electronic စနစ်တွေပုံမြန်မြန်ယူရင်းလာတယ်။နေရောင်ကြီးနဲ့စားငံရဲ့အမြဲထိတွေ့နေရလို့တံမဏိကုန်ဘတ်တောင်ကိုွေးလာတာပါ။ရန်သူကဒါကိုမသိဘူးလို့မိတ်ဆွေထင်နေရင်ထပ်ပြီးစဉ်းစားကြည့်ပါ။သူတို့ကလမ်းနဲ့ချီကြပြီးကာကွယ်ရေးစနစ်တွေကိုစမ်းသပ်နေကြတာပါ။ညဘက်မှာ drone တွေလွှတ်တဲ့ရင်ရင်နှန်းတွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်တယ်။ပြီးတော့တင်မောသွားလာတဲ့လမ်းကြောင်းမှာထောင်းမြောင်းနာရီဖြစ်နေပါတယ်။ ထရူမန်ဟာအခုချိန်ထိတိုက်ခိုက်မှုတိုင်းကိုရှောင်ရှားနိုင်ခဲ့ပေမဲ့ခရီးရှိရောက်နေဖို့အတွက်စပိုင်းဆိုင်ရာလူသားချင်းမြင့်နဲ့လောင်စာကိုအများကြီးတုံးဆွဲခဲ့ရပါတယ်။သူတုံးရတဲ့အချိန်ဟုံမျိုးကစနစ်တွေကို ပြက်စီးစေပါတယ်။လော်ရိုးလုတ်စင်တွေကိုပါထိခိုက်စေတာမျိုးပါ။အရေးချင်းမရှိလို့မဟုတ်ပဲပင်ပန်းနွမ်းနယ်တွေလိုလူကောင်းတွေကိုမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချစီပါတယ်။မပြက်ဖျားပေးခံရလို့ ပင်ပန်းထွက်နေတဲ့အမှုတန်းတွေဟာတခါတလေမှာစုပ်ပြဲနေတဲ့ဝါယာကြုပ်ကိုသတိမထားမိတတ်ပါဘူး။သိချပြန်စစ်ဆေးဖို့ဆိုတာမျိုးပြက်ကွက်လာကြပါတယ်။ဒါကအငင်းပွားဝယ်ရာရေးပြင်မှာလင်းရင်တင်သင်းမောအမြဲတမ်းရှိနေရတဲ့တကယ့်ကုန်ကြစိတ်ကိုဖောက်ထုတ်လိုက်တာပါပဲ။ပြီးတော့ဒါကငွေကြေးတွေမဟုတ်ပဲအစင်သင်းဖြစ်မှုအန်နီယရီလည်းပါဝင်ပါတယ်။အခုတော့ဂျက်လင်းနှစင်းဆုံးရှုံးသွားပြီးစိတ်တက်တွေကြာစင်းနေတဲ့ထရူမန်ရဲ့အမှုတန်းတွေဟာ ဟူဒီရဲ့ချိန်ချောက်မှုတွေကိုတိုက်ခိုက်နေုံနဲ့မဟုတ်တော့ဘဲသူတို့ဟာလုပ်ငန်းဝင်ပင်ပန်းလုပ်နေသူတွေကိုပါတိုက်ခိုက်နေရပါတယ်။ဘာလို့လဲဆိုတော့နေ့တိုင်းဟာစိတ်မြေပြင်းလို့ခံစားရတဲ့အခါတိုက်နေရင်ဒဇင်းကိုဖျက်ဆီးဖို့ဒုံးကြည့်မလို့အပ်တော့ပါဘူး။တစ်ခါတလေမှာဝါယာကြိုးတစ်ချောင်းနဲ့နဲ့လုံလောက်ပါတယ်။ FA18 တမုတ်တရားတွေကိုကြသွားတဲ့အခါပျောက်ွယ်သွားတာမဟုတ်ပဲဒါရဲ့တက်ရောက်မှုကပင်ဂွန်မာယောဂျီဘူတီကနေနော်ဖော့ခ်အထိရှိတဲ့စစ်ဌာနချုပ်တိုင်းမှာပါဇက်တိုက်ဖြစ်စေပါတယ်။ ပြီးတော့ရတရပတ်နှစ်ပတ်တောင်မပြည့်ခင်အဲ့ဒီလေရင်တင်သင်းမောဘောကဒုတိယမြောက်လေရင်ပြတ်ကျသွားတဲ့အခါအဲ့ဒီဇက်တိုက်တက်ရောက်မှုဟာအပြည့်အဝစုံစမ်းမှုအဖြစ်ပြောင်းလဲသွားပြီဖြစ်ပါတယ်။ရေတက်ကစုံစမ်းစစ်ဆေးမှုတွေကိုစလုပ်နေတာမှာလေရင်စင်းရင်တုံးတဲ့ကျိုးရဲ့စက်ပိုင်းဆိုင်ရာချုပ်ရင်းမှုပေါ်အဓိကထားစုံစမ်းစစ်ဆေးမှုတခုပါပါတယ်။ပြီးတော့လေရင်ကုန်းဘက်ပေါ်ကလုပ်ငန်းဆောင်တာတွေမှာလုံထုံးလုံလုံနဲ့အညီလှုပ်ဆောင်ခြင်းရှိမရှိဆိုတဲ့ပြန်လည်စစ်ဆေးမှုတခုပါပါတယ်။ ဒါ့အပြင် Truman သင်္ဘောပေါ်တာဝန်ချထားမှုတစ်ခုလုံးရဲ့ကျယ်ပြန့်တဲ့လုပ်ငန်းဆိုင်ရာစစ်ဆေးမှုတစ်ခုပါပြီးဤပညာဖြင့်ကျယ်ကျယ်ပြန့်ပြန့်ပြန်စစ်ဆေးတာပါအစောပိုင်းအကဲဖြတ်ချက်တွေအရအကြောင်းရင်းပေါင်းစုံပါဝင်နိုင်တယ်လို့ညွှန်ပြနေပါတယ်ဒီထဲမှာပစ္စည်းတွေစစ်ဆေးမှုအားနေတာပြုပြင်ထိန်းသိမ်းမှုကန့်သတ်ချက်ထက်ကျော်လွန်ပြီးစက်ပစ္စည်းကိုအလွန်ကျွံသုံးခဲ့တာတာဝန်ချထားမှုကာလကြာလို့ဝန်ထမ်းတွေပြင်းပန်းနှွမ်းနေတာလို့ပါဝင်ပါတယ် ဒါပေမဲ့အတူချုပ်ပြောရရင်ပြစ်မှုထင်ရှားစေမယ့်အထောက်အထားမတွေ့ရသေးပါဘူး။အစိုးရသုံးချိန်မှာတက်ရောက်မှုရဲ့အစိုးရစုခဲ့တယ်လို့ဆိုရမလို့ပါ။ရေတက်ရဲ့တွင်လူတစ်ယောက်ကဝါယာကျိုးကရုတ်တရက်ပြတ်သွားတာမဟုတ်ဘူး။စနစ်တစ်ခုလုံးပြတ်သွားတာလို့ဆိုပါရယ်။လေရင်စင်းတက်ရမှာအသုံးပြုတဲ့စက်ပစ္စည်းဟာဘလို့ချိန်နေမျိုးမှမဆိုခံနိုင်ရင်ရှိအောင်တိဆောက်ထားပြီးစမ်းသက်အတည်ပြုထားတဲ့အပြင်လိုအပ်တာထက်ပိုပြီးခိုင်ခန့်အောင်ပြုလုပ်ထားပါရယ်။ ဒါပေမဲ့နေ့တိုင်းဒီပစ္စည်းကထထလဲလဲသုံးခဲ့ရင်ဝန်ထမ်းတွေကစိတ်ပင်ပန်းခဲ့ရင်ပေါ့နေ့တိုင်းဟာဖိအားများတဲ့ပြင်အကျိုးဆက်တွေကြီးမားတဲ့အခါဘာဖြစ်မလဲအဲ့ဒါကရေတက်မတော်ရဲ့ထိတ်တန်းအရာရှိတွေကိုမေးခွန်းပြန်ထုတ်နေပါတယ်။ယုံကြည်မှုတွေယောနယ်လာတဲ့ရေတက်အမေရိကန်ရေတက်ဟာဘယ်နေရာမှာမဆိုဘယ်အချိန်မှာမဆိုဘယ်အခြေအနေမျိုးမှာမဆိုလုံဆောင်နိုင်စွမ်းရှိတယ်ဆိုတဲ့ဂုဏ်သတင်းကိုတိဆောက်ထားခဲ့ပါတယ်။အဲ့ဒီယုံကြည်မှုဟာလက်နက်အင်အားတစ်ခုတည်းကလာတာမဟုတ်ပါဘူး။ ်ယုံကြည်မှုကလာတိုင်းစနစ်တွေကိုယုံကြည်တာရယ်လေ့ကျင့်မှုတွေကိုယုံကြည်တာရယ်လေရင်မှုတယောက်လေရင်တင်သင်းမောဘုတ်ကိုဆင်းသက်တဲ့အခါမှာဂျိတ်ကိုသူထိမ့်နိုင်လိမ့်မယ်လို့ယုံကြည်ထားတယ်။ဒါပေမဲ့လေရင်နှစ်စီးရေထဲကျသွားရင်အဲ့ဒီယုံကြည်မှုကရှိတော့မှာမဟုတ်ပါဘူး။အဲ့ဒီယုံကြည်မှုဟာသင်းမောထဲမှာရောရေတက်အဖွဲထဲမှာရောပေနကွန်မှာပါအခုမေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။ပြည်သူအမြင်လဲရှိသေးတယ်။အီရန်နဲ့တင်းမာမှုတွေဟူတီတပုံတွေရဲ့လှုပ်ရှားမှုတွေ ပင်လယ်နီမှာ drone နဲ့တာဝဲပစ်ဒုံးကျည် NRA တွေတိုးလာနေတာကြောင့် Truman Landing သင်္ဘောရဲ့တာဝန်ချထားမှုဟာအာယုံစိုက်ခံနေရပါတယ်။ဆိုလိုတာကအမှားတိုင်းဟာပြည်ရင်းရေးရာတသက်မဟုတ်ပါဘူး။ကောင်းကြီးပိုင်းသတင်းဖြစ်လာပါတယ်။အဲဒီကောင်းကြီးပိုင်းသတင်းတွေဟာတဖြည်းဖြည်းများလာနေပါတယ်။တကားပိတ်ဆွေးနွေးမှုတွေမှာပြင်ဆင်နိုင်မှုနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေတိုးလာနေပါတယ်။ဂျီတက်ဟာဒီအချိန်ဟုန်ကိုထိန်းထားနိုင်ပါမလား။လုံးကြုံရေးယုံကြည်စိတ်ချရမှုနဲ့စိတ်တက်ကိုထိန်းသိမ်းရင် ကမ္ဘာလုံးဆိုင်ရာစွမ်းအားကိုဆက်လက်ပြသနိုင်ပါမလားလေရင်မှုတွေဟာသူတို့စိတ်ထဲမှာအမြဲတမ်းတန်တရားတစ်ခုမဟုတ်တစ်ခုကြီးစိုးလာနိုင်ပါတယ်လေရင်ကုန်းဘက်ဖွဲ့သားတွေဟာလေရင်နှစည်းဆုံးရှုံးခဲ့ပြီးပြီဆိုတာသိလျက်နဲ့စစ်ဆေးမှုတွေလှုံ့ဆော်နေကြပါတယ်တပ်မှုတွေဟာဘယ်သူမှမဖြေကျင်တဲ့မဲခွန်းတစ်ခုကိုဖြေဆိုဖို့အတင်းကျပ်ခိုင်းစေခံနေရပါတယ်နောက်တစ်ခါထပ်ဖြစ်လာရင်ဘယ်လိုလုပ်မလဲ Truman ကိုအန်ဒီအများရဲ့စစ်စင်ရေးတွေကနေခိတ္တယုံသိမ့်မှုပြောဆိုမှုတွေရှိနေပါတယ် အစားတို့ပစ္စည်းတွေလမ်းကြောင်းပြောင်းတာအရေးပေါ်ပြုမြင်ထိန်းသိမ်းမှုတွေပြဿနာတွေထပ်ပေါ်လာရင်လေရင်တင်သင်းမအုပ်စုအတွက်လှည့်ပတ်တာဝန်ပေးမှုတွေတောင်ဖြစ်နိုင်နေဆိုတော့ကောလာဟာလာတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့ဒါတွေအားလုံးကြားတဲ့ကပဲတာဝန်ကဆက်လက်ရှိနေပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒါဟာရေတက်ကလုပ်တဲ့အရာဖြစ်နေလို့ပါ။ဒါကြောင့် Truman ကတော့ဆက်လက်ရွက်လွှင့်နေတော့မှာပဲ။လေရင်တွေကိုဆက်လက်လွှတ်တင်နေတော့မှာပဲ။ဂျန်လူတွေရေပြင်တွေမှာကင်းလှည့်နေတော့မှဖြစ်ပါတယ်။ ဒါပေမဲ့အခုတော့လှုပ်ရှားမှုတိုင်းကပိုလေးလံနေတယ်လို့ခံစားရပါတယ်။ဘာလို့လဲဆိုတော့နောက်ထပ်ကြာရှုံးမှုကကယ်ဆယ်ရင်းနဲ့အဆုံးသတ်မှာမဟုတ်လို့ပါပဲ။လေရင်မှုနှစ်ယောက်ပျက်စီးသွားတဲ့ဝါယာကြိုးတစ်ခုဒေါ်လာတန်80ဟာရေထဲမှာပျောက်ဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့မေလ6ရက်နေ့ကပယ်လန်နီမှာတကယ်နစ်မြုပ်သွားတာဟာစူပါဟော့နက်ဒဇင်းနဲ့မဟုတ်ပါဘူး။ယုံကြည်မှုအလွှာတစ်ခုပါပဲ။ပစ္စည်းကရိယာတွေကိုယုံကြည်မှုပုံငန်းလုပ်ငန်းဆောင်တာတွေကိုယုံကြည်မှု ဆိုင်ရန်တရားတစ်ခုလို့ပုံမှန်လေပတ်လေးရှိတဲ့လင်းတင်သင်းမောလေးချောင်းလုပ်ငန်းရဲ့စီးချက်ကိုယုံကြည်မှု။ဘာလို့လဲဆိုတော့အဲ့ဒီညကဆိုင်ရန်တရားကတုံဆိုင်သွားခဲ့လို့ပါ။ဒါဟာရှားပါတဲ့စပိုင်းဆိုင်ရာချုံရင်းမှုတစ်ခုလည်းမဟုတ်ပါဘူး။ဒါဟာပြိုင်ဆိုင်မှုများတဲ့ရေပြင်တွေမှာစစ်ရေးလှုပ်ဆောင်ရခြင်းရဲ့အဖိုးအခါပါပဲ။ကြောက်စရာကောင်းတဲ့အပိုင်းကဘာလဲသိလား။လွယ်လွယ်ကူကူပြင်ဆင်လို့မရတာဖြစ်ပါတယ်။ဝါကြိုးတစ်ခုကိုအစားထိုးလို့ရတယ်။ Hydronic unit တစ်ခုကိုလဲထည့်လို့ရတယ်။ ါပေမဲ့ယုံကြည်မှုကိုညာရင်းချင်းပြန်လဲတိဆောက်လို့မရဘူးဖြစ်နေပါတယ်။အခုချိန်မှာတော့အဲ့ဒီရွေရှားနေတဲ့မြို့တော်ပေါ်မှာတောင်းဝင်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေဟာကောင်းကြီးပိုင်းတရင်တွေစုံသန်းစစ်ဆေးမှုတွေနဲ့နောင်လာမဲစဉ်သက်မှုတိုင်းပေါ်မှာအရေးမဲတွေတက်ရောက်နေတဲ့တပ်ဝင်းကျင်မှာအလောက်ကင်နေကြရပါတယ်။ဒါကြောင့်ဒီနေရာမှာမေးခွန်းတစ်ခုမေးချင်ပါတယ်။တင့်ကိုကာဝယ်ဖို့ရည်ရထားတဲ့စနစ်တွေနှစ်ကြိမ်တိုင်တိုင်ကြာရှုံးတဲ့အခါယုံကြည်မှုကိုဘယ်လိုပြန်လဲတည်ဆောက်မလဲ။ဘာလို့လဲဆိုတော့ နောက်တစ်ကြိမ် FA18 ဟာ Truman ball ကိုတင်တဲ့အခါယုံကြည်လို့ရပါဦးမလားအောက်မှာမှတ်ချက်လေးတွေရေးပေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်